actually uh, in sport any result will happen for us of course is really hurt also have injury for our ပထမဆုံးအနေနဲ့ဟိုသူ့အနေနဲ့ဟိုကစားသမားတယောက်တန်ရာရသွားတာတော့သူစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်ပြီးတော့ဒီ result နဲ့ပတ်သက်ပြီးတော့လည်းသူဟိုစိတ်မကောင်းဖြစ်မိပြီမဲ့လည်းဟိုကစားသမားတွေကနောက်ဆုံး minute အထိပေါ့နော်ဟို last minute အထိဟိုဟိုဖြစ်သွားတယ်ပေါ့နော်ဟိုတိုက်ပွဲဝင်ပြီးတော့ကစားတော့တယ်အဲ့စိတ်တက်ကိုတော့သူပျော်ရွှင်မိပါတယ်ပေါ့နော်ပြီးတော့ဒီနောက်တစ်ချက်ကတော့ဒီမကာအိုဆိုတာအခုမှဒီကဘာမကာအိုဘောလုံးဆိုတာအခုမှဒီကဘာကိုမိတ်ဆက်နေတဲ့အနေထားပဲရှိသေးတယ်ပေါ့နော်နောက်နှစ် nó ra đây rồi cũng mà xả vừa này thì ့ဆိုလို့ရှိရင်တော့မကောက်ဘောလုံးကစားတက်တယ်ဆိုတော့အခုမှစပြီးတော့မိတ်ဆက်နဲ့နေတာပဲရှိသေးတယ်နောက်နေ့ဆိုရင်တော့သူတို့တွေပိုကောင်းတဲ့အသင်းအနေနဲ့ပြန်လာနိုင်မှာပါတဲ့ but next year we will come back stronger yeah uh in the first the first match i think the ဘရမဘွယ်နဲ့ဒုတိယဘွယ်ကတော့ဘာမှကွာခြားတာမရှိပါဘူးလေသူ niece နဲ့ကသူကစားသမားတယောက်ပဲပြောင်းထားတာပေါ့နော်ပထမဘွယ်တော့ကလေးတွေကစိတ်လှုပ်ရှားမှုအပြည့်နဲ့သူအားတိုက်ခွန်ဆိုင်နဲ့ကစားရပြီးတော့ nervous ဖြစ်တဲ့စိုးရိမ်မှုတွေနဲ့ကစားရကစားကုန်သွားတယ်ပေါ့နော်ကုန်သွားတာ recovery ဖြစ်ဖို့ကလည်းအရေးကြီးတယ်ပေါ့နော်ဒုတိယဘွယ်အတွက် recovery ဖြစ်ဖို့အဲသူတို့အခုဒီဘွယ်မှာတော့ကစားသမားတယောက်ချိန်နေပါ niece နဲ့ဘာမှပြောင်းလဲမရှိဘူးအဓိကတော့သူတို့ရီမန်းချက်နဲ့သိချာကစားဖို့ပဲပေါ့နော်သူကြံတာတော့ဘာမှပြောင်းလဲမရှိမရှိပါဘူးတဲ့နော် Yeah, thank you.